ိုင်းမင်္ဂလာပါညီညီတို့အားလုံးအဆင်ပြေကြရလားဗျာအားလုံးပျော်ပျော်ရွှင်ရွှင်ကျန်းကျန်းမာမာချမ်းသာသာရှိကြရကျွန်တော်ကတော့တငယ်ချင်းတို့ရဲ့မြစ်တာပို့တာတော့ဒူဟာများကြောင့်ချမ်းမာကျမ်းသာကျမ်းလဲကျမ်းမာတယ်စိတ်လဲချမ်းသာတယ်ပျော်ပျော်ရွှင်ရွှင်ပါပဲတော့ လောက်ကန်လဲသေးသေးသူသူဘာမှမရှိတော့လမ်းလျှောက်လိုက်အိမ်ပြန်လိုက်စားလိုက်လဲရပြန်စားရေးလုံးဒီနေ့မနက်စောစောစီစီအေးအေးချမ်းချမ်းလဲရှိတယ်ရာဒီဥဒုလေးလဲပါရတယ်အဲ့တော့ခုအောက်ဆင်းလမ်းလေးပါလေးရှောက် exercise လေးပါလေးလုပ်တိုင်းနဲ့တကယ်ချင်းနေတဲ့စကားလေးပါလေးပြောမယ်ပေါ့ ခုခုမျှဝေပဲဗောဗျာတခုခုမျှဝေပဲဗောအလူးဖုံပဲဗောအဲ့ဒါစဉ်းစားမိတယ်ဘာပြောရင်ကောင်းမလဲဆိုတော့အမျိုးတွေတဲမှာအမျိုးတွေတဲကသူတို့ပြောပြခဲ့ဘူးတဲ့အတွေ့အကြုံတွေတဲကဗောနော်တခုခုဒီနေ့မှတ်တမ်းတင်ပဲဗောအဲ့တော့အဲကျွန်တော်ကလည်းဒီကင်မရာကိုကြည့်ပြီးပြောရအောင် โอเคအဲ့တော့အမျိုးတွေတဲကကျွန်တော်ရဲ့အဖေရဲ့အမတဝင်းခွဲပေါ့နော်သူတွေ့ကြုံခဲ့ရတဲ့ဖေးရမှန်ကိုတွေ့လေးတခုပြောပြမယ်ခန္ဓာကံရှင်တွေကတော့ဆုံးပါသွားကြပါပြီဒါမဲ့သူတို့တွေကအစိုးရဝန်ထမ်းအရိခေကလာကပေါ့ဗျာ လွန်ခဲ့တဲ့နှစ်ပေါင်း80 80လောက်အရင်ကဗန်အစိုးရဝန်ထမ်းတွေဖြစ်တယ်။ဟောဗန်စီဗန်စရင်းစစ်တွေပေါ့ညော။အဲ့တော့အစိုးရဗန်ပေါ့ဗျာဗမာပြည်ရဲ့အစိုးရဗန်ဆိုတော့အဲ့ဒီအစိုးရဗန်ကဗန်စရင်းစစ်ပေါ့ဗျာ။အဲ့တော့တို့ကနေတနေပြီးတနေအဲ့လိုမျိုးသွားသွားပြီးတော့စင်းစစ်ရတယ်အဲ့တော့တရက် အဒီနှစ်ပေါ့ဗျာသူတို့ကိုပကံလာအင်းဝါလာအဒီဘက်ကိုလွတ်လိုက်အဒီအစိုးရဌာနတစ်ခုမှာတွားပြီးတော့စစ်တာစရင်တော့စစ်ရအဲ့တော့အစိုးရအစိုးရရဲ့စရင်စစ်ပေါ့ဗျာနော်ဘန်စရင်စစ်လာပါလားကျွန်တော်လည်းကိုယ်ပြတော့မသိဘူးဒါပေမဲ့သူတို့ သူတို့အကြောင်းကိုသူတို့ကိုယ်တိုင်ပြန်ပြောပြတာနော်ဒါကအပေပြောပြခဲ့တာမဟုတ်ကျောင်းငယ်စဉ်ကအဲ့ဒီအတော်ကိုယ်တိုင်ကံရကံရှင်ဖြစ်ခဲ့တဲ့အတော်ကိုယ်တိုင်ဒါပြန်ပြောပြခဲ့တာအဲ့တော့အဲ့ဒီဇကိုင်းလားအင်းဝါလားပကံလားအဲ့ဒီပတ်ဖို့ပြန်တော့ရှေဟောင်းပစ္စည်းတွေပေါ်များတဲ့ဘတ်တခုသူတို့ရောက်သွားစင်းရင်စစ်ဆိုအဲ့အဲ့ဒီခဲအဲ့ဒီခါစင်းရင်စစ်ဆိုတော့ဗျာဘယ်လိုပြောမလဲဆိုတော့ပါဝါနည်းနည်းရှိတယ်လေ ရမှာရုံးဝင်တန်းတွေရတယ်သူတို့ခိုးသားဖွက်ထားတာတွေသိရမှာဗတ်ထားလိန်သားတွေပေါ်မှာကြောက်တော့ဖားကြတော့ဘူးလက်ဆောင်ပနာတွေအရန်ရတာအဲ့တော့ပြုကျင်တော့ဒီနေ့ဘာကြီးလက်ဆောင်ရလဲဆိုတော့ကျွန်တော်တို့ဖားဖားတောင်းကြီးဖားဖားတောင်းဆိုတာသိတယ်နော်ခိုးတော့ကတော့ဖားတောင်းကြီးလို့ပြောတော့ဖားအကြီးကြီးပဲလူတော်ဝင်အေးလို့ရတယ်ဖားတောင်းကြီးတဲ့အဲ့ဒီအဲထဲမှာ ကျွန်တော်တို့ရုပ်သေးရုပ်ဒီအစုံစစ်တီတော်ရုပ်သေးမြင်းရုပ်သေးငကားရုပ်သေးဂလုံးရုပ်သေးမင်းသားမင်းသမီးရုပ်သေးနောက်တော့မူကြီးမတ်ရရုပ်သေးအဲ့လိုရုပ်သေးအများကြီးထဲထဲမှာတဲ့အဲ့ဒီဖာတော်ကြီးနဲ့တခုပေါ့နော်အဲ့ဒါရှေဟောင်းပစ္စည်းပါတဲ့အာကျွန်တော်ရဲ့ဦးရင်းကအတော်ကအဲ့လိုမျိုးဟာတွေစိတ်ဝင်စားတယ်ကွာသူက သူ့အိမ်မှာအဲ့လိုမျိုးတိုလီမိုလီအယုတ်ကလေးတွေဆက်မှာသူကဇပွဲဘုံမှာတင်တာတို့နေရာမှာချိတ်တာတို့ဟိုမျက်နှာကြမ်းမှာအဲ့လိုသွဲလောင်းသွဲလောင်းလေးတွေချိတ်တာတာဆိုအဲရန်သူဝါဒနာပါတယ်ကွာအဲ့တော့ရလေအဲ့တွေ့တော့ပူဇာတော့ဗောဗျာယောက်ျားလုံးတော့လူပူဇာတော့ဗောဒါလေးလိုချင်တယ်ဗောနော်ယောက်ျားလည်းအရာရှိအဲ့ဒီခေတ်ကာလမှာအရာရှိဆိုတော့ဗျာဟဲ့ဒါကရောင်းမဲဟာလားဗောနော်ရောင်းမဲဟာဆိုရင် ငါတို့ဝယ်ကျင်တယ်ပေါ့အဲ့တော့အရိယာလူကဘာပြောလဲဆိုတော့ဒါကတော့တာမန်ကတော့မိသားစုအမွေနဲ့ပါပေါ့ဆရာကြီးလိုချင်တယ်ဆိုရင် ပေးပါမယ်ဘာညာပေါ့အဘညာတရကာနဲ့အလကားတော့မယူပြရစေနဲ့ပေါ့နော်ပတ်စံတော့ပေးပါမယ်ဆိုပတ်စံပေးမယူဘူးပေါ့တော့လက်ဆောင်အနေနဲ့ပေးပြရစေဆိုပြီးတော့လက်ဆောင်ကိုပေးလိုက်တယ်တော့အတော်ကလည်းယူလာတယ်ယူလာပြီးတော့သူကလည်းသူ့အိမ်ကအဲ့ဒီချိန်ကသူတို့က ဟိုထဲမှာနေတာဗျာအင်းစိန်အင်းစိန်ဘယ်နေရာလဲတော့ကျွန်တော်လည်းမသိဘူးမေ့သွားပြီဂုတလိဂုတလိဂုတလိလို့ပြောတာပဲအဲ့မှာနေတာအဲ့တော့အိမ်ကိုပြန်ရောက်ပြီအခုစင်းစစ်သွားရင်အနည်းဆုံး3လ6လပေါ့ဗျအဲ့တော့ပြီးတော့အိမ်ပြန်ရောက်တော့အိမ်ပြန်ရောက်လာတော့အတော့ကလည်းသူ့ရဲ့ဝါသနာအတိုင်းပေါ့နော်အိမ်မာရီတိုလီမိုလီ ရုပ်တရားလည်းတိမ်မကြီးပါဘူးလဝါပြားလောက်လဝါလဝါရွယ်လောက်ရုပ်လေးတွေပေါ့အဲ့ဒါလေးတိုလီမိုလီတွေအိမ်ရဲ့အဲ့ဒီမျက်နှာချက်မှာတော့တတမိုသေးသေးလေးရိုက်ပြီးအဲ့ဒီရုပ်လေးတွေသွဲလောင်းသွဲတာရုပ်လေးကအများကြီးပဲအယုတ်20လောက်ရှိတယ်တဲ့အဲ့အယုတ်တွေအများကြီးတော့အိမ်ရဲ့မျက်နှာချက်မှာအဲ့လိုသွဲလောင်းချိတ်တာတော့လေတိုင်းအယုတ်လေးတွေလောက်တာပေါ့ဗျမတင်ရဘယ်လိုပြောမလဲတော့ဟိုလိုအငိမ့်တစ်ခုကနေဒီလိုမျိုးပေါ့နော်ပုံစံအဲ့ဒါကိုတော့အိမ်ရင်းနဲ့တော့ သူ့ခန်းထဲကအဲ့ပြီဆိုရင်သူ့ခန်းကဗျမျက်နှာကြက်ကဟိုဟိုတော့လေဝင်လေထွက်ကောင်းအောင်ဆိုပြီးတော့အခန်းထဲရအောင်အလုံးမပိတ်ပဲနဲ့အပေါ်မှာဒီလိုမျိုးလေဝင်လေထွက်ဖြစ်အောင်ဆိုပြီးတော့တသားကိုပဲကျွန်တော်တို့စနင်းမကင်းကွက်လိုပုံစံမျိုးအကွက်ကွက်လေးရိုက်တာအဲ့တော့အဲ့ဒီအကွက်ကားကနေပြီးတော့အဲ့ဒီရုပ်ကလေးတွေကိုကြည့်မြင်ရတာအဲ့နေရအဲ့တော့အဲ့ဒီရုပ်လေးကိုသူကကြည့်ပြီးတော့ ဟိုအပြင်ကလေတိုက်လို့ယူကလေးတွေလှုပ်ရင်အဲ့ဒီယူကလေးတွေကမသိရင်အငိမ့်ကနေသလိုလို့ပါလို့လို့ပေါ့သူကကြည့်ပြီးအဲ့ဒါသူ့ရဲ့ဟိုဘယ်လိုပြောမလဲဆိုသူ့ရဲ့ feeling ပေါ့ဗျာသူ့ရဲ့ဝါဒနာပေါ့အယုတ်လေးအယုတ်လေးလှုပ်စီလှုပ်စီလှုပ်နေတော့သူကြည့်ပြီးအဲ့ဒါပဲထူးကြွားတာဘာတခုထူးကြွားတာလဲဆိုတော့တ냐သူအိတ်နေတဲ့အချိန်မှာ ီတော့ဒီတော့ဒီတော့နဲ့အဲ့လိုကျွတ်ထိုးပြီးစကားပြောတာမြန်စကားတော့မအကျယ်ကြီးမဟုတ်ဘူးတော့တိုးတိုးလေးဟိုမှလေခလေးတီးတီးလေးအတန်လေးတွေတဲ့မကျွန်တော်တို့အတန်ညောင်းညောင်းလေးတွေနဲ့တိုး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 ပြီးပြောတဲ့စကားတာတယောက်နဲ့တယောက်စကားပြောအတန်ကြားနေတာဒါပေမဲ့အဲ့ဒီစကားပြောနေတဲ့အတန်တွေကဘလို့အတန်မျိုးတွေလဲဆိုတော့ မြန်မာစကားတော့မြန်မာစကားပဲနန်းသွင်းစကားတွေပြည့်အော်အတော်လည်းအချင်းအချင်းတကွက်ဖြစ်နေတော့ဗျာဩငါအိမ်မက်မက်နေတာနေမှာပေါ့လေအဲ့ဒါကြိမ်တခါမဟုတ်ဘဲနဲ့ခဏခဏဖြစ်လာခဏခဏဖြစ်လာတော့အတော်ကတခုခုတော့မှားနေပြီပေါ့နော်တခုခုတော့မှားနေပြီသူခံစားချက်ကတခုခုမှားနေပြီ နောက်တော့ तू ကအရင်တော့ဆိုရင်ဗျာ AB ဆိုရင်ဗျာအတာပလန်လေးနည်းနည်းကြားရအောင်မာ तू ထနိုင်တယ်ထပြီးတော့ချက်ချင်းကြည့်တယ်။ဘာဖြစ်လို့အဲ့ဒီခေတ်ကာလကမကောင်းတဲ့ခေတ်ကာလပဲ။ဥနေဝင်ဥနေဝင်ကြီးစိုးနေတဲ့ခေတ်ကာလပါတီကောင်းစီခေတ်ကာလဆိုရင်ဗျာအဲ့တော့တခိုးတခိုးကလည်းအရန်ပေါ်တယ်ဗျာပြီးတော့ဂုတ်တလိတို့အင်းစိန်တို့ဘက်က မီးကအရန်ကြောက်သွားကြမှာမီးခနာကလောင်အတန်တစုံတစ်ခုကြားပြီဆိုတော့ချက်ချင်းတော့ထပြီးတော့ကြည်အဲ့ဒီအယုတ်လေးတွေအဲ့ဒီလိုမျိုးချိတ်ထားပြီးနောက်ပိုင်းကျသူကအိပ်ပြီဆိုရင်သူအတိရှိတယ်တတိရှိတယ်ဒါပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ကလုံးဝမထနိုင်တော့တော့လေးလံပြီးတော့ဇုံတစ်ခုကသူ့ကိုချုပ်ကင်ထားတယ် ဥမာမှွတ်ရကသူ့ကိုဖတ်ထားတယ်လို့မျိုးခံစားရတယ်။သူထလို့မရဘူး။သူမိန်မောပြီးတော့သူဒီအယုတ်ဒီလှုပ်ရှားတာကိုပဲသူမျက်စိထဲမှာမြင်တယ်။အဲလိုချင်းချင်းနဲ့ဘာဖြစ်လာလဲဆိုကြာလာတော့အဲ့ဒီအယုတ်တွေကတကယ်အတက်ဝင်ပြီးတော့ပြဆက်တစ်ခုကနေတယ်လို့မျိုးตัวละไอ้อะไรโหเวลงว่าใส่นี่พี่จี้จี้นี่ล่ะมันน่ะโมลินว่าเอง သူအဲ့တညာလုံးမအိတ်ထားသလိုမျိုးခန္ဓာကိုယ်ကလေးလံထိုင်မိုင်းပြီးတော့ဒါပေမဲ့ယောက်ျားလုံးတဲ့လူကိုပြောတော့ယောက်ျားလုံးတဲ့နင်းနင်းချာချာအိတ်နေတာပဲတဲ့ငါတွေးတာတော့နင်းစိတ်ထင်းနေတာနေပါဘို့တော့သူကလည်းဒီအယုတ်တွေပေါ်မှာသူတိတ်အာယုံမထားဘူးဗျသူအာယုံထားတာဗာလဲဆိုသူတခုခုဖြစ်နေတယ်ဘို့နော်အော်သူလည်းသုံးဆောင်တိုင်းဖျားရှိခိုးပါညာပေါ့ဗျအယုတ်တရစေပေါ့ အယုတ်တရဆယ်ဖို့လှုပ်ပြီးတော့သူလည်းအိတ်တယ်ဗျအိတ်ရင်တော့ဘလို့ပဲအိတ်လေတော့ပလတ်လှမ်းပြီးအိတ်ရတာဆိုတော့ပလတ်လှမ်းပြီးအိတ်တယ်နဲ့မျက်နှာကြက်ကအယုတ်ကလေးတွေလှမ်းမြင်ရခံရလို့အဲ့ညာဆိုရင်အဲ့လိုနောက်ပိုင်းအဲ့အယုတ်ကလေးတွေကအတက်ဝင်ပြီးကတာလဲပုံစံတန်းအပြင်ကိုအဲ့ဒီအယုတ်ကလေးတွေပြောတဲ့စကားသူသီးသူသီးနဲ့ပြောတဲ့စကားတန်းတွေကသူ့နားထဲမှာတပြေးပြေးနဲ့ ကျဲကျဲလောင်လောင်ကိုကြာတာကျဲကျဲလောင်လောင်ကိုတေးသေးချာချာကိုပြပြသားသားကြားလာတာတကယ်ကိုပြားဆက်တစ်ခုကနေလို့ဇက်ထုပ်တစ်ခုကိုကနေဒါပေမဲ့သူတို့ပြောနေတဲ့စကားတွေကနန်းသွင်းစကားတွေပြောပြီးတော့ဇက်ထုပ်တစ်ခုကနေကြတယ်အမင်းသားနဲ့မင်းသမီးနဲ့ဘလို့အဲ့လိုမျိုးကနေကြတယ်သူမြင်ရတော့အယုတ်ကလေးကိုအဲ့နဲ့တညသူကမအိပ်ပဲနဲ့သူကဒီညတော့ငါမအိပ်ဘူးပေါ့နော် မအိပ်ဘဲနဲ့ငါစောင့်ကြည့်မယ်။သူအဲ့ဒီနေညကမှသူအဖြစ်မှောင်သူသွားတည်လိုက်။သူအဲ့ဒီနေညမအိပ်ဘူးတဲ့။သူကမွတ်ရပါမှာမအိပ်တော့ဘူးနဲ့သူကပလက်ကလထိုင်မှာသူကထိုင်ပြီးတော့ပလက်ကလထိုင်မှာထိုင်နေသူယောက်ျားဟိုလေသူကပြောထားတော့ညနိုင်ယူနေဟိုရင်ပေးထားပါဘို့အချက်ပေးထားပါဘို့ ငါတကယ်လို့အိပ်ပျော်သွားပြီငါခန္ဓာကိုယ်အနည်းနည်းချာချာအိပ်ပျော်သွားပြီဆိုရင်ငါ့ကိုလှုပ်နှိုးပလိုက်ပါဘို့အဲကြောင့်ဘာဖြစ်လို့လဲမောဘူးပေါ့ကုညီပါဘို့ငါအဲ့လိုမျိုးနည်းနည်းချာချာဖြစ်သွားပြီဆိုငါ့ကိုလှုပ်နှိုးလိုက်ဘို့ငါဒီမွတ်ရပေါ်မှာမအေးဘူးပေါ့ငါအောက်မှာပလက်ကလထိုင်လေးနဲ့ပဲငါထိုင်အဲ့လိုမျိုးသူအယုတ်တွေထိုင်ကြည့်နေရင်တဲ့သူအယုတ်တွေထိုင်ကြည့်နေအယုတ်တရားတွေပြေးပြေးနဲ့သူရဲ့မျက်စိထဲမှာပေါ့နော်လှုပ်ရင်းလှုပ်ရင်းလှုပ်ရင်း အဲ့ဒါသူတဖြည်းဖြည်းနဲ့အယုဒ္ဓိပြောတဲ့စကားနဲ့သူကြားလာတယ်မှောင်ဝါဝါနဲ့ပြပေးကြီးလာတယ်ယုဒ္ဓိကလည်းမျက်စိထဲမှာတကယ်အတော့ဝင်လာပြီးတယောက်နဲ့တယောက်စကားတွေပြောအဲ့ဒီမှာယုဒ္ဓိကသူ့ကိုဆွဲလှုပ်နှိုးလိုက်တယ်သူနှိုးသွားသူအတိတော်ဝင်သွားပြီးသူနှိုးသွားပြီးနှိုးသွားပြီးမဲ့ယုဒ္ဓိကတော့သူ့ရဲ့အမြင်အာယုံတွေကအတိုင်းအပြင်းမှာ တကယ်ကိုလှုပ်ရှားပြီးတကယ်ကိုစကားတွေပြောနေတယ်တဲ့အဲ့ဒါကိုသူတင်မဟုတ်သူ့ရဲ့အမျိုးသားဖြစ်တဲ့အဲ့ဒီအရာရှိလဲသူ့ရဲ့လမယာနှစ်ယောက်စလုံးယောက်ျားလှုပ်တဲ့လူကမှုရပေါ်မှာ ပလက်မိန်းမလှုပ်တဲ့လူကအဲ့ဒီထိုင်ကုန်ပေါ့ဗျာပလက်ကလထိုင်ပေါ့ဗျာပလက်ကလထိုင်မှာယောက်ျားရဲ့ဘေးနားမှာပေါ့ယောက်ျားခရင်ပေါ်မှာ မိမကတော့ကရင်အောက်ကအဲဒီယောက်ျားရဲ့ဘေးနားပေါ့အဲမှာပလက်ကလာတိုင်းလေးချပြီးတော့နှစ်ယောက်သား노ရက်နဲ့노နေရက်နဲ့နှစ်ယောက်သုံးလင်မယောက်နှစ်ယောက်သုံး노နေတယ်ဒါပေမဲ့ခန္ဓာကိုယ်နှစ်ခုလုံးဝလှုပ်လို့မရတော့ဘူးနဲ့မိုးလင်းတဲ့အထိအဲဒီတိုင်းငုတ်တော့သူတို့ကတဲ့ပြဿက်ကိုထိုင်ကြည့်ရတယ်လုံးဝ body လုံးဝ body lock ကျတယ်လို့ခန္ဓာကိုယ်တစ်ခုလုံးတယောက်ယောက်ကချုပ်ကန်လိုက်တယ်လို့မျိုးလင်ရောမရောချုပ်ကန်လိုက်တာဖြစ်တယ် အဲ့ဒီဥစ္စာကိုပဲမိန်မောပြီးတော့ကြည်ကြည်နေတာဘယ်သူကြည်နေဆိုမိုးလင်းနေထွက်တဲ့အထိသူတို့ကြည်နေတာထိုင်ပြီးတော့အဲ့တော့မနမိုးလင်းလင်းလင်းရောလင်းရောမရောအဲ့ဒီရုပ်တွေဖြုတ်ဆွဲဖြုတ်ပြီးတော့ဖားတောင်းတဲ့ထက်ဖားတောင်းတဲ့ထက်ပြီးတော့ဘယ်ပို့လို့ပို့ရမှာမသိဘူးပေါ့နော်အဲ့ဒါယောက်ျားကပြောရဲဆိုအိမ်နောက်ဘေးမှာရေသွင်းပြတ်တခုရှိတယ်ပေါ့အဲ့ဒီသူတို့အိမ်ကခက်လန်းလားပေါ့ဗျာအဲ့မှာရေသွင်းပြတ်တခုရှိတယ်ငါတိတယ်တဲ့ အဲ့ရေတွင်းပြမှာငါတော့ပြည့်မှာပေါ့ခါရတော့ပြည့်တယ်ပြည့်ပြီးနောက်နေ့ကျတော့နှစ်ရက်လောက်နေတော့အဲ့ဒီဖာတော်ကြီးကတို့အိမ်ထဲကိုပြန်ရောက်နေတယ်လေအိမ်ထဲဆိုတော့ခြံဝင်းထဲပေါ့ဗျာတို့ခြံဝင်းတော့ပြန်ရောက်ဟာအဲ့နဲ့မဖြစ်သေးဘူးပေါ့နော်တရေချာပစိုးစုံနဲ့ပြန်တော့ထုတ်ပြီးတော့အဲ့လိုပဲခဝေးဝေးอยู่อ่ะ ဘသူ့မှလည်းမပေးရဘူးပဲအဲ့ဒါမှပေးတဲ့လူဒုက္ခရောက်မှာပေါ့ဘာလည်းမသိဘူးလေအဲ့ဒါခဝေဟိုးယူသွားပြီးတော့ပြတ်ပြစ်မင်းနောက်၂ရက်၃ရက်လောက်နေအဲ့တိုင်းပဲပြန်ရောက်နေတယ်နောက်ဆုံးတော့ဦးလေးနဲ့အတော်နဲ့ဆုံးဖြတ်လိုက်ငါတို့ကာယကံရှင်ကိုမေးပြီးတော့သူ့ရဲ့အမာနတ်ဆိုတော့ကလားလို့ပြောရင်ပြတူးတယောက်ရဲ့ရပိုင်ခွင့်ပေါ်ပြန်ကြည့်တယ် ါတို့ကသူများရဲ့အမွေအနှစ်ကိုယူလာသလိုဖြစ်နေအဲ့တော့အားလုံးကမထိုက်ဘူးပေါ့နော်ဒီဥစ္စာပြန်ပေးတာကောင်းတယ်အဲ့နဲ့သူတို့လည်းသူတို့နီးသူတို့ဟန်တော့ဆက်သွယ်တော့ဘောပြအဲ့ဒီအဲ့ဒီလူနဲ့တော့ပေးလိုက်တဲ့လူကနေပြီးတော့ကောင်းပါပြီပေါ့အဲ့နဲ့လာပြီးတော့ချိန်ဆိုပြီးတော့တွေ့ဆုံပြီးတော့ဒီအယုတ်ကိုပြန်ဒီအယုတ်ထက်လာတဲ့ပါးကောင်းကြီးကိုပြန်ယူပါပေါ့အဲ့နဲ့ပြန်ပေးတော့ပေါ့ပြန်ပေးလိုက်တော့ပေါ့ ပြန်ပေးလိုက်ပြီးတော့အဲ့ဒီပေါ်ရင်းကမေးတယ်အိုင်ရှင်ကဘာဖြစ်လို့ဒီပစ္စည်းကိုကျွန်တော်တို့ကျွန်တော်ပေးထားတဲ့အမတ်တရားလက်ဆောင်ပစ္စည်းကိုဘာဖြစ်လို့ဆရာကြီးကျွန်တော်ပြန်ပေးလာတယ်ဆိုဦးလေးကငါမလိမ်မညာခြင်းဘူးပေါ့နော်ပုံမလေးလည်းပဲပြောခြင်းတယ်ပေါ့ပါတော့ဒီလိုပဲတွေးကြုံခံစားရတယ်ငါမိမလည်းအဲ့လိုမျိုးပဲဒါတစ်ချိန်တစ်ခါလည်းမဟုတ်ဘူးနော်ခဏခဏဖြစ်တယ်ပေါ့ငါမိမပြောတာမယုံကြည်ခဲ့ဘူးပေါ့နော်နောက်ဆုံးနေ့မှာငါခိုးတိုင်းပဲ ငါမျက်မြင်ကိုသူသူကြုံခံစားခဲ့ရတယ်အာနဲ့တော့ဘာပြောလဲတကယ်လို့တဲ့ဆရာကြီးတို့အဲ့ဒီရုပ်ကိုအပြင်ထုတ်ပြီးမချိတ်ဘူးဆိုရင်လည်းညကြရင်တဲ့အဲ့ဒီဖာတောင်းတရားနေထွက်ပြီးတော့တဲ့ဟာဒီရုပ်တွေကကျမ်းပေါ်မှာပလဲပြီးတော့တဲ့အဲ့လိုမျိုးပဲတဲ့စကားတွေပြောတယ်တဲ့ကြားဆက်တွေကတယ်တဲ့အဲ့ဒါကားတဲ့ကျွန်တော်တို့အိမ်မှာလည်းခဏခဏအဲ့ဒါလိုဖြစ်တယ် အဲ့ဒါကြောင့်နောက်ဆုံးဒီရုပ်ကိုကျွန်တော်တို့လည်းအိမ်မှာမထားရဲတာနဲ့တဲ့သူတို့ယောက်ကိုလက်ဆောင်အပြစ်ပေးလိုက်မယ်ပေါ့အဲ့မှာဆရာကြီးရဲ့အမျိုးဆရာကြီးရဲ့မိန်းမကဒါကိုသဘောကျတယ်ငါ့ကိုပေးပလားငါလိုချင်တယ်လို့ဆရာကြီးကလည်းဝယ်မယ်ဆိုပြီးကမ်းလှမ်းတဲ့ပုံမှာကျွန်တော်တို့လည်းကြီးကြီးသားသားနဲ့ပရော်ရှူရှူနဲ့ပေးလိုက်တော့အဲ့ဒါသူယောက်ျားကအဲ့အဲ့ဒီလူကတော့ပြောတာပေါ့ဒီရုပ်ကိုသူတို့ အစိုးရဌာနကိုလှူပေးပါဘောနော်အဲဒီအစိုးရရဲ့ဘယ်လိုပြောမလဲဟိုပြပြကန်းပေါ့ဗျာလှူပေးပါဆိုပြီးတော့အဲဒီကျွန်တော်ရဲ့ဦးလေးတဝင်းခွဲတော်တော်ပေါ့ဗျာအဖေရဲ့အမျိုးဘက်ကပေါ့နော်အဖေရဲ့အတော်ရဲ့သားတွေပေါ့ဗျာအားနဲ့အဲဒီပိုင်ရှင်ကိုနိုင်ဦးဆောင်ပြီးတော့ကျွန်တော်ဦးလေးကနေပြီးတော့အဲဒီခေတ်တုန်းကတော့အဲဒီလိုအစိုးရကိုရှေးအောင်ပစ္စည်းဌာနကိုလှူခြင်းတန်းခြင်းနဲ့ဆိုရင် အဲ့လိုသွားသွားပြီးတော့ဘယ်သူဘယ်ဝါအမီနာမဘာညာရေးသားပြီးတော့ဗောမြတ်လူလို့ရတယ်ဗောအားနဲ့လူလိုက်အဲ့ဒါကအမှန်တကယ်ဖြစ်ခဲ့တဲ့ဖြစ်ရမှန်တစ်ခုပဲဒါမဲ့ဥပ္ပလေအမှန်ကန်ပြောရမယ်ဆိုရင်ဗျာကျွန်တော်ရဲ့ဦးလေးအဖေရဲ့အကိုဝင်းခွဲတွေအတော်အဖေအတော်ရဲ့တားတွေအကိုဝင်းခွဲ အဲသူ့ကိုဝင်ခွဲတွေကျွန်တော်ရဲ့ဦးလေးဝင်ခွဲတွေကအဲဘာသာရေးနည်းနည်းကိုင်းဆိုင်တဲ့လူတွေအဲဘာသာရေးအစွဲလမ်းကြီးတဲ့လူတွေဆိုတော့အဒီအရာတွေကိုသူတို့ကကျွန်တော်တို့ဘာသာရေးသုံးသပ်စင်လာတွေအရာဒီလိုအရာမျိုးတွေကိုသူတပားကိုမျှဝေတာသူတပားကိုပြောရတာတွေကကောင်းတဲ့လောက်ရမဟုတ်ဘူးလို့ဘာသာရေးအစုံအမတွေကြောက် တို့တွေကဘသူကိုမှမျှဝေခြင်းပြောခြင်းမရှိဘဲနဲ့ဒီကိစ္စကဝန်သွင်းနေမှာပဲပုံတိုးပြီးပျောက်ကွယ်သွားတယ်ကိုလေဖြစ်ခဲ့တဲ့အမှန်တရားတစ်ခုကမိသားစုထဲမှာပဲဒီစကားကရှိပြီးတော့ပဝင်းရင်ဘသူပဲဝါကုံမှာအတိမပေးဘဲနဲ့တိုးတိုးတိတ်တိတ်ဒီကိစ္စကပျောက်ကွယ်သွားတယ်ဟောဒီတော့ဒီကနေ့ဒီစကားတွေကိုကျွန်တော်ပြန်ပြောပြပြီးတော့ဒီဖြစ်ရတဲ့ကိုကျွန်တော်ပြန်ပြောပြီးတော့ ုလိုမျိုးဗီဒီယိုလေးတွေလုတ်သွားတာနောင်လာနောင်တော့ကျွန်တော်ရဲ့သားစဉ်မြေးစပ်ပေါ့ဗျာသူတို့တွေရဲ့သူတို့တွေအတွက်ပေါ့နော်သူတို့တွေတော့ထားခဲ့တယ်ပေါ့ဖြည့်ရမှန်လေးတွေဥလေးတွေအတော်တွေရဲ့ဘဝမှာသူတို့ကြုံတွေ့ခဲ့လို့သူတို့ရဲ့ပြောပြတဲ့ဖြည့်ရမှန်လေးတွေကိုပြန်လဲမျှဝေအဲ့တော့အခုနောက်ကအတော်က ။ဘာပေးဆက်လိုက်ရလဲသိလား။ရောဘေးရမဆိုဘေးအရာမဆိုလောကကြီးမှာဘေးအရာမဆို။သူ့ရဲ့ side effect တွေရှိတယ်ဗျ။သူတို့တွေကသွားပြီးတော့အလူဒီပစ္စည်းကိုသူတို့သွားပြီးလှူလိုက်တယ်။လှူလိုက်ပြီးတဲ့နောက်ပိုင်းမှာ သူတို့ရဲ့အိမ်မှာရှိတဲ့မိသားစုဓပုံဓပုံနေတော့တော့ကျွန်တော်ရဲ့အဲ့ဒီအတော်ကသူကဘယ်နေရာကိုပဲရောက်ရောက်ဗျသူရဲ့ဝါဒနာအရာအဲ့ဒီပကြီးပကြီးတွေအယုတ်တွေပါရဝါဒနာပါတော့အိမ်မှာရှိတဲ့အယုတ်တွေအိမ်မှာရှိတဲ့ပကြီးကားတွေကလူတယောက်ဖျက်လျှောက်ပါရင်အဲ့ဒီလိုလိုက်ပြီးကြည်နေတဲ့လူမျိုးစိတ်ထဲမှာခံစားရတယ်တဲ့ ါဒီရုပ်တွေအားလုံးကိုလည်းလွန်ပြဖို့ဆိုတာပါဒီရုပ်တွေကစကားလည်းမပြောပါဘူးဒီရုပ်တွေကဘာမှမလုပ်ဘူးဒါပေမဲ့သူ့အိမ်ထဲကိုသွားရင်အဲ့ဒီအိမ်ထဲမှာရှိနေတဲ့သူ့ရဲ့သူတို့ရဲ့ဓာတ်ပုံတွေကိုနိုင်ကိုကသူတို့ကိုလိုက်ကြည့်နေတယ်လို့မျိုးမျက်စိတွေကအတောက်ဝင်တယ်လို့ပြောအဲ့ဒါကသူတို့တည်တဲ့အထိခံစားတော့ရတယ်ကျွန်တော်တို့ကိုနိုင်လဲသူတို့အိမ်ကိုသွားရင်ဟုတ်တယ်ကျွန်တော်တို့ကိုယ်တိုင်လဲဒီဥစ္စာကိုဒီအငွေတက်ကို ကျွန်တော်တို့ကိုယ်တိုင်လည်းခံစားခဲ့ရတယ်။သူ့အိမ်ကအယုတ်တွေကသူ့အိမ်မှာရှိနေပကြီကားတွေကသူ့အိမ်မှာဆိုရင်ဗျာသူတို့ရဲ့တားရဲ့တမီးရဲ့သူတို့လင်မယားနှစ်ယောက်ရဲ့ဟိုပကြီဆွဲပေးထားတဲ့ပကြီကားတကားရှိရဲ့။အဲ့ဒီပကြီကားကခဲပကြီပါ။အဲ့ဒီပကြီကားရဲ့မျက်လုံးတွေက အဲ့ဒီအိမ်မှာမိသားစုရှိတဲ့မိသားစုတွေတွားနေလာနေမိသားစုတွေလိုက်ကြည့်နေတယ်လို့နောက်တော့အိမ်မှာသူအိမ်မှာရှိတဲ့ဒီအာဖရိကအာဖရိကလူမဲပုံစံတမျိုးတတဘဘူးယုတ်နှစ်ယုတ်ရှိတယ်အဲ့ဒီဘူးယုတ်နှစ်ယုတ်ကလည်းအဲ့ဒီဒီတိုင်းတော့သူထောင်သားတာပေါ့ဒါပေမဲ့လေကိုရီဖြတ်သွားရင်ကိုရီကိုအဲ့ဒီအယုတ်ကကိုရီကိုကြည်နေတယ်လို့မျိုး ခံစားရတဲ့စိတ်ကမ်းပေါ့အဲ့ဒါအတော်ကပြောပြတာအရင်ကတုန်းကဒါမျိုးမဟုတ်ဘူးတဲ့အဲ့ဒီအယုတ်တွေကိုသူတို့သွားပြီးတော့ပေးပြီးတဲ့နောက်ပိုင်းမှာပေါ့နော်အိမ်မှာရှိနေတဲ့ပကြီးကားတွေအိမ်မှာရှိနေတဲ့အယုတ်တွေကအဲ့ဒီလိုအငွေအသက်တွေဝင်သွားတယ်အိမ်မှာနေနေတဲ့လူတွေကိုမျက်စိတောက်တောက်ကြည့်နေတယ်လို့မျိုး အားလုံးလို့အနောက်ကနေလိုက်ကြည့်နေသလိုမျိုးဥပမာလူတယောက်ကခမောင်းကိုနောက်ကနေပြီးတော့လိုက်ပြီးချောင်းမြောင်းနေသလိုခမောင်းကိုလူတယောက်ကလိုက်ပြီးတော့နောက်ကနေအမြဲတမ်းကြည့်နေမယ်ချောင်းမြောင်းနေမယ်ဆိုခမောင်းရဲ့မတိစိတ်အာယုံကခံစားတတ်တယ်အဲ့ဒီလိုမျိုးအတော်ရင်ဦးလေးတွေကအိမ်မှာအမြဲတမ်းခံစားရတယ်ကျွန်တော်တို့သွားတဲ့လူတွေလည်းဒီခံစားချက်ကိုခံစားခဲ့ရတယ်ဒါအမှန်တရားတစ်ခုပဲပေါ့နော် ဒါပေမဲ့ဒီအယုတ်တွေပါရတော့ကျွန်တော်တို့မတွေ့ခဲ့ဘူးလေနော်ဒါပေမဲ့တို့အသက်ကြီးသွားတဲ့အချိန်မှာတို့တွေရဲ့အိမ်ကိုကျွန်တော်တို့သွားလဲတဲ့အချိန်မှာကျွန်တော်တို့ခေါ်ပြီးတော့တို့တို့နေတကာနေလှဲ့ပြီးတာဝန်ထမ်းဆောင်ခဲ့စဉ်တုန်းကရခဲ့တဲ့ယူလာခဲ့တဲ့ဝယ်လာခဲ့တဲ့တူလီမိုလီလေးတွေအဲ့လိုအမတ်တရလေးတို့ဝယ်လာတဲ့အယုတ်ကလေးတွေကျွန်တော်တို့ကိုလတ်ဆောင်ပေးတယ်အမေအဖေတို့အမေတို့ကလုံးဝ အိမ်ကိုယူလာခွင့်မပေးဘူးအတော်ကိုပြောတယ်မပေးပါနဲ့ပေါ့နော်ငါကလေးတွေကိုဘာဖြစ်လို့လဲဆိုတော့နေတော့ကိုယ်တိုင်လည်းတီးပါတယ်ပေါ့အဲ့တော့အယုဒ္ဓေကိုဆော့စီခြင်းတားတို့အိမ်မှာလာဆော့ပေါ့နော်အိမ်ကနေပြီးတော့ယူမသွားနဲ့ပေါ့အခုတော့မတီးတော့ဘူးပေါ့ဗျာကျွန်တော်တို့လည်းအသက်ကြီးရကြီးလာတာပြီးကျွန်တော်တို့လည်းကျွန်တော်တို့ရည်ကြီးအောင်မြတ်မှုရာပြောင်းရွှေ့နေထိုင်စားတောက်ရှာဖွေနေကြတဲ့ချိန်ပေါ့ဒီယုဒ္ဓေဟာ ခုအိမ်မှာရှိသေးသလားသူတို့တွေလည်းဆုံးသွားပြီဆိုတော့သူတို့ရဲ့အာမြည်တွေမြစ်တွေကြံခဲ့တာပေါ့ဗျာသူတို့ရဲ့လက်ထဲမှာဒီရုပ်တရားအဲ့ဒီလိုပဲလူတွေကို လိုက်ကြည့်သေးလားဒီပကြီးကားတွေကလူတွေကိုလိုက်ကြည့်သေးသလားကျတော့ကျွန်တော်လည်းမသိတော့ဘူးသူတို့နဲ့လည်းတိတ်ပြီးတော့အဆက်အသွယ်လည်းမရှိတော့ဘူးအရင်တော့ဦးလေးတွေအတော်တွေသုံးသွားပြီးတဲ့နောက်ပိုင်းကျွန်တော်တို့လည်းမြန်မာပြည်မှာမရှိတော့ဘူးလေ ျွန်တော်တို့မလေးရှားကိုလာပြီးတဲ့နောက်ပိုင်းမှာသူတို့တွေဆုံးသွားကြတာဆိုတော့ကျွန်တော်တို့ငယ်စဉ်ကသူတို့တွေကကျွန်တော်တို့ပေးတဲ့အယုတ်တွေဘာတွေညာတွေကျွန်တော်တွေကကျွန်တော်အဖေတွေအမေတွေကယူခွင့်မပေးဘူးပေါ့ယူခွင့်မပေးတဲ့ပုံမှာကျွန်တော်တို့လည်းဘာမှလက်ခံရရှိခြင်းမရှိခဲ့ဘူးဒါအမှန်တရားတစ်ခုပါပဲမိမိဆွေတော်မျိုးတော်တွေပေါ့ ကိုယ့်ရဲ့ဆွေးတော်မျိုးတော်တွေဖြစ်ခဲ့တဲ့ဖြစ်ရမှတကုအဲ့တော့ဒါကတရေလားတစီလားဘာလားမသိဘူးဒါပေမဲ့ဦးလေးအတော်ဝင်းခွဲတွေဖြစ်ခဲ့တဲ့ဖြစ်ရမှဇလန်းတပုတ်ဖြစ်ကြောင်းကိုတော့ရေရဝုံဝအာမခံနေပြောရတဲ့ အဲကြောင့်ဘယ်ရာကိုမှအလကားရတယ်ဆိုပြီးတော့စွန့်မယူကြနဲ့လို့နော်အရာဝိထုတိုင်းမှာ သူရဲ့အကျိုးတရားမှုတွေရှိတယ်လောကတိုင်းမှာသူရဲ့အကျိုးဆက်တွေရှိတယ်တန်ကောင်းတဲ့သူတို့တွေဒီဥစ္စာကိုကြောက်ကြောက်လန့်လန့်နဲ့မိရှို့ဖြစ်စည်းတာတွေပါတယ်ရေထဲလွန်ပစ်လိုက်တာတွေပါတယ်မလုပ်တော့ဘူး တကယ်လို့များသူတို့အဲ့ဒီလိုမျိုးလောက်ခဲ့မယ်ဆိုရင်ဒီမှာရှိနေတဲ့ကိုမသိတဲ့အရာတွေကသူတို့ကိုဘလောက်ထပ်ပြီးတော့ပြင်းပြင်းထန်ထန်ဒုက္ခပေးမလဲဘဝမှာနှိမ့်ဆောင်အောင်မလဲတော့ဘုရားသခင်ပဲသိပါဘူးနော်အခုတို့သူ့အိမ်ပေါ်မှာတလားလောက်ဝင်းကျင်လောက်ထားလိုက်တာတော့ဒီသူ့အိမ်မှာရှိနေတဲ့တခြားအယုတ်တွေအယုတ်တွေကသူတို့ရဲ့ သူတို့ရဲ့သူတို့ကိုယ်တိုင်ရဲ့ဓာတ်ပုံတွေကတော့သူတို့ကိုမျက်နှာထောက်မျက်နှာထောက်ကြီးတွေနဲ့လိုက်ကြည့်နေတယ်ဆိုရင်တကယ်လို့အများမီးတွေပဲရှိုးပလိုက်သွားလို့ရေမျောပလိုက်သွားလို့သုံးတခုဖျက်ဆီးပလိုက်သွားလို့ဆိုရင်ဒီမမြင်ရတဲ့အရာတွေကသူတို့ကိုအားများထတ်လို့မလဲတော့မသိဘူးပေါ့နော်ဒါပါပဲ ဒီနေ့ဒီဖြစ်ရမှာတခုကိုတငယ်ချင်းတို့အတွက်မျှဝေရင်လည်းကျွန်တော်ရဲ့မှတ်တမ်းတင်ခြင်းအစီအစဉ်ဒီမှာရက်လိုက်တယ်အားလုံးပဲလိုရာဆန္ဒလိုရာစုတွေပြေဝပါစေဗျာနော်အရာရာအားလုံးစိတ်သွားတမ်းကိုပါပြီးတော့ငြိမ်းချမ်းပျော်ရွှင်စွာနဲ့လက်ချံဘဝတွေကိုဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးပါတယ်အားလုံးပဲဘိုင်ဘိုင်